အဆူရောချမ်းချမ်းနဲ့ဆက်ဆက်ပြီးတော့ထောက်ဖို့လုပ်တယ်လို့ဆိုပြီးဆွဆွဲခံရတဲ့သူနှစ်ယောက်ဖမ်းဆီးခံလိုက်ရပါတယ်အဆူရောချမ်းချမ်းเออกูซ่าบ่เลยดิตอลันเยตะพั่วรีสีโกจ้าขันพี่รองวยล้วยปี้นี่เด้สุดแล้วสุสวยเฉเนอพั้นขันไล่ย่าดาဖြစ်ပါတယ် မန္တလေးမြို့ကဒီအမျိုးသမီးတစ်ယောက်နဲ့ရန်ကုန်ကအမျိုးသားတစ်ယောက်တို့ကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။သူတို့နှစ်ယောက်ကချန်ချန်ရဲ့ဒီ online ဈေးရောင်းလုပ်ငန်းကနေနိုင်ငံခြားပစ္စည်းတွေကိုတဆင့်ထပ်ပြီးတော့ဖြန့်ဝေပေးတာနဲ့ဒီငွေကောက်တာတွေကိုလုပ်ပေးနေတယ်ဆိုပြီးတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။သူတို့ကတော့မေလနဲ့ဒီဧပြီလတုန်းကဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။သူတို့ကိုဘယ်ပုံမှန်တွေနဲ့အမှုဖွင့်ပြီးတော့တရားစွဲဆိုထားတယ်ဆိုတာကိုတော့စစ်ကောင်စီဘက်က ကထုတ်ပြန်လာတာမျိုးမရှိသေးပါဘူးသူတို့နှစ်ယောက်ဟာအပြစ်မရှိဘဲမတရားဆွဆွဲပြီးတော့ဖမ်းဆီးခံရတာဖြစ်တယ်လို့ချန်ချန်ကပြောဆိုထားပါတယ်နိုင်ငံပြင်ပကိုရောက်နေတဲ့တော်လန်ရေးထောက်ခံသူတွေရဲ့ဒီအွန်လိုင်းလုပ်ငန်းတွေကိုပြည်တွင်းကနေကူညီမယ်ဆိုရင်ဒီအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်တွေနဲ့အရေးယူမယ်ဆိုပြီးတော့စစ်ကောင်စီကတတိပေးထားပါတယ်ရှင်